အချင်းဆုံမယ်အဲ့ဒါဆိုဘာဆိုမလဲတဲ့ဝကင်းကဒါခုလည်းနည်းနည်းခစ်စားနေတဲ့အချင်းလေးလေဒါအချစ်လားဆိုတဲ့အချင်းလေးဒီခိုင်းတော့အဲ့ဒါလေးကျွန်တော်ဆိုကြရမလားဆိုတော့ကြားရတဲ့ဒါအစီအစဉ်ရောဖြစ်လိုက်ပေါ့အဲ့အချိန်မှာကိုကအရန်ရှင်းခုံနေပြီနော်ကိုကသင်းနေတာတပြက်တပြက်တပြက်တကက်ပဲရတာအဲ့ဒါနဲ့ဒီခိုင်းနဲ့ဓာတ်ပုံလေးရိုက်ပြီးသင်းအပြင်ရောဗာဒီဂျီအစီအစဉ်ဖြစ်နေတာပေါ့နောက်တစ်ပိုင်းအစီအစဉ်မစခင်မှာအိုကီတို့သွားရမှာပေါ့လေအဲ့အချိန်မှာဂျားထဲမှာပဲအိုကီကပိုပတ်ကားပါကင်နဲ့သွားပြီးတော့အဲ့ဒါအချစ်လားကိုအကြီးနဲ့ကျက်ချက်တာ so na lo ဲ့ဟာကိုချက်တယ်လုံးဝလေရတော့ရနေတယ်ရရဆိုမှလည်းပို့ပြီးတော့အခက်ခဲမရှိအောင်ဒါပေမဲ့ပွဲကိုလာကြည့်တဲ့သူတွေကအိုကီကိုလာကြည့်ကြတာမဟုတ်ဘူးဟုတ်တီခိုင်းပွဲတီခိုင်းပွဲကိုလာကြည့်ရတဲ့ကြောင့်မဟုတ်လို့တီခိုင်းပွဲမှာကိုကတက်တက်ကြည့်လေတက်ကြည့်တက်ကမှာဖြစ်ရကြောင့်မဟုတ်လို့ကိုကဘလုံးနေပြင်ဆင်ထားမှရတော့မယ်အဲ့ဒီဟိုနိုင်ဝက်အတွင်းမှာအိုကီကားဖခင်ထဲမှာတော်မသိရင်လေတကယ်ကိုလေအယူမှကြီးကြတာတော်ပြီးအော်ဒါဟာစစ်လားဆိုတော့ကြီးနေကြတယ်ဟုတ်ပြီဟိုဟာအတန်လွတ်တာရောကလာအိုကီရောဖွင့်ပြီးချက်ပလိုက်တယ်ဟာဖြစ်ဆိုတော့တီခိုင်းရဲ့ respect ရှိလို့ ဆက်ကွဲဘေးနာဘေးနာမှာပြီးတော့အခုလာပါ Okay TikTok တင်ထားတဲ့ခါကျတော့အောက်မှာပါလာမတ်လဲဆိုတော့ဟာယောက်ျားတန်ကြီးယောက်ျားတန်ကြီးနဲ့ဆိုရယ်တော့တဲ့အမေတကယ်ကကျတော့ကိုလေးပေါ်ပါလိပဲဆိုချင်တာပေါ့လေဆိုချင်နေဆိုရင်အဓိကဘေးမှာရှိနေတဲ့သူက train ဟာဘုဖြစ်တယ်ဒီဆိုသူကလည်းသူဘယ်လဲဖြစ်တဲ့အကြောင်းမလို့ Okay ကဒါ respect ရှိရယ်လေးစားရမယ်ဒါမှမဟုတ် Okay ရဲ့ပုံမှန်အတန်လေးပဲ ထုတ်ဆိုလိုက်တာပါလောဇွတ်ကြားတန်လည်းမဟုတ်ဘူးလောက်ပြီးတော့ဆိုပါလဲဘူးโอเคရဲ့တန်ဟောပါဒီလိုပါပဲအတန်လုံးကြီးอ่ะအောင်ရင်တန်နဲ့တူတာမဟုတ်ပါဘူးမနိုင်ရဲ့ပါဘူးမရှင်ရဲ့ပါဘူးရှင်ခိုင်ပွဲမှာဟုတ်ဟုတ်ဒီခိုင်ပွဲမှာအောင်ရင်တန်လည်းမဟုတ်ပါဘူးဒါပုံမှန်ပါပဲထက်ဆိုမှာလားအဲ့တချင်းဆိုရမယ်ဆိုရမယ်ဆိုမယ်လေအစောရော်တွေကိုချင်းချောက်ပြီစုဟုတ်တချင်းဆိုရာတွေပါတယ်ကျွန်တော်မှသာပါတယ်ဟုတ် ဲကျွန်တော်နော်ကျွန်တော်ကျွန်တော်ဝါသနာပါပါတယ်ကျွန်တော်လက်သေးပြပြလိုက်ကျွန်တော်ဝါသနာပါကျွန်တော်ဝါသနာပါပါကျွန်တော်ဝါသနာပါတယ်ဟောဒီနေ့ကျွန်တော်နည်းယောက်ျားပုံစံလေးပဲသွားလိုက်တယ်လက်သေးကတော့ချင်းချက်ပေါ့လက်သေးဖွဲ့တဲ့ကောင်းပါလေဒီခိုင်းပွဲဆိုအိုကီသွားပြစ်တယ်သွားပြစ်တဲ့ခါကျတော့ဒီနေ့ဒီခေါက်ကျတော့ဒီခိုင်းကအဲ့ဒီအင်အားလိုက်ခါရမှာသူလုံးနေပေါ့ကျိုးတော့မစိတ်ထားဘူးဒီထားပဲသွားလိုက်တယ်ပထမပိုင်းပြီးမှာ ဟိုအိုကီနဲ့မခိုင်ကြားမှာထိတ်ဆက်ပေးတဲ့တငငချင်းတယောက်ရှိတယ်မဆုမဆုလည်းကျေးဇူးတင်ပါတယ်လို့တီခိုင်နဲ့သူနဲ့ကကြတော့အရန်ဟိုတီခိုင်ရဲ့ friend ကြီးပေါ့လေသူကသူမိတ်ဆက်ပေးတယ်အဲ့တော့တီခိုင်ဟိုခါကျတော့တီခိုင်နဲ့အထင်းထဲမှာတွေ့တဲ့ခါကျတော့အိုကီနဲ့ဒီတစ်ခေါက်ဟိုပရိသတ်တွေကိုဗာလေးဟိုအနတ်တိတ်မှလှုပ်ချင်လဲပေါ့လေပထမကကျတော့တော်မှလောက်တဲ့ပွဲမှာကြတော့ okay အဲ့မျိုးကင်းဆိုပြီးတော့အဲ့တုန်းကလည်းဘာမှမရည်ရွယ်ထားပဲလုပ်ဖြစ်လိုက်တာပေါ့ဒီတစ်ခါကျတော့ဒီခိုင်နဲ့ဒီခိုင်ဒီခိုင်ကဘာလုပ်မလဲပေါ့လေလုပ်မလဲဆိုတော့ okay သချင်းရလာတဲ့သချင်းရလာဆိုတော့ အချင်းတော့ရအောင်ရတယ်ဒါပေမဲ့အပိုင်းစားရဖြစ်နေအချင်းကြီးကကိုအဲ့လောက်ထိမရအောင်မရတဲ့ခါကျတော့ okay ရတယ်လို့ကျွန်တော်တို့ okay လောက်ပေးမယ်ပေါ့လေလောက်ပေးမယ်ဆိုတဲ့ခါကျတော့အချင်းဆိုမယ်အဲ့ဒါဆိုဘာဆိုမလဲတဲ့ okay ကဒါခုလည်းနည်းနည်းလေးခစ်စားနေတဲ့အချင်းလေးလေဒါချစ်လားဆိုတဲ့အချင်းလေးဒီခိုင်းလို့အဲ့ဒါလေးကျွန်တော်စိုးစားမလားဆိုတော့ရတယ်ဒါအစီအစဉ်ရောဖြစ်လိုက်ပေါ့အဲ့ချိန်မှာကိုကအရန်ရှင်းခုံနေပြီနော်ကိုကသချင်းတွေကတပြက်တပြက်တပြက်တကက်ပဲရတာအဲ့ဒါနဲ့ဒီခိုင်းနဲ့ဓာတ်ပုံလေးရိုက်ပြီးသချင်းအပြင်ရောဘာ DJ အစီအစဉ်ဖြစ်နေတာပေါ့နောက်တစ်ပိုင်းအစီအစဉ်မစခင်မှာ okay တို့သွားရမှာပေါ့လေအဲ့ချိန်မှာဂျားထဲမှာပဲ okay က ိုဘက်ကားပါကင်နဲ့သွားပြီးတော့အဲ့ဒါဟာအစ်စ်လားဟိုအကြီးနဲ့ကျယ်ချက်တာအဲ့ဟာကိုချက်တယ်လုံးဝလေးရတော့ရနေတယ်ရတယ်ဆိုရင်လည်းပို့ပြီးတော့အခက်အခဲမရှိအောင်ဒါပေမဲ့ပွဲကိုလာကြည့်တဲ့သူတွေကအိုကီကိုလာကြည့်ကြတာမဟုတ်ဘူးဟုတ်ဒီခိုင်းပွဲကိုလာကြည့်တဲ့ကြောင့်မလို့ တီခိုင်ခွင့်မှာကိုကတက်တက်ကြီးလေတက်ကြီးတက်ကမှာဖြစ်ရကြမလို့ကိုကဘလုံးနေပြင်ဆင်ထားမှရတော့မယ်အဲ့ဒီဟိုနိုင်ဝက်အတွင်းမှာโอเคကားဖခင်မှာတော့မသိရင်လေတကယ်ကိုလေအယူမှကြီးကြာတာတော်ပြီးအော်ဒါဟာစစ်လားဆိုတော့ကြီးနေကြတယ်ဟုတ်ပြီဟိုဟာအတန်လွတ်တာတွေရောကလာโอเคတော့ဖွင့်ပြီးချက်ပလိုက်တယ်ဟုတ်ပြီဆိုတော့တီခိုင်ရဲ့ respect ရှိလို့ဆက်ကွဲဘေးနာဘေးနာမှာပြီးတော့အခုလာပါโอเค TikTok တင်ထားတဲ့အခါကျတော့အောက်မှာပါလာမတ်လဲဆိုတော့ဟာယောက်ျားတန်ကြီးယောက်ျားတန်ကြီးနေဆိုရင်တော့အမှန်တကယ်ကကျတော့ကိုလေးပေါ်ပါလိမ့်မယ်စိုးစင်တာပေါ့လေစိုးစင်နေဆိုရင်အဓိကဘေးမှာရှိနေတဲ့သူက ထရင်းဟာဘုဖြစ်တယ်တီဆိုသူကလည်းသူဘယ်လဲဖြစ်တဲ့ကြောင့်မလို့ okay ကဒါ respect ကြီးရယ်လေးစားရမယ်ဒါမှမဟုတ် okay ရဲ့ပုံမှန်အတန်လေးပဲထုတ်ဆိုလိုက်တာပါလို့ဇွတ်ကြားအတန်လေးမဟုတ်ဘူးလောက်ပြီးတော့ဆိုရလဲဘု okay ရဲ့အတန်ဟိုပါဒီလိုပါပဲအတန်လုံးကြီးอ่ะ ရင်တော့မခွေပါအောင်ချုပ်ပဲကြောက်လဲဒါလေးကိုသဘောကျကြပါလေလက်ခံပေးကြတယ်အဓိကအကြောင်းအရာကတော့ဟိုဒီခိုင်ကြီးပွဲဖြစ်တဲ့ကြောင်းလို့ဒီကကတော့လာရပြီလာပြီဒီခိုင်ရဲ့ပြိသက်တွေကိုအားနာမိတာပေါ့နော်သူ့ပွဲမှာကိုကတက်တက်ကြီးတက်ပြီးတော့ကို့ကိုတန်ရှင်ဖြစ်သွားတာပေါ့လေဘယ်လိုမှမဆိုဒီညာလေးကလေဒီချင်းလေးကအခုဒီလာမှာခေစားနေတဲ့ချင်းလေးဖြစ်တယ်